မဘူရာဘောတို့လူငယ်တွေလက်ဆောင်ထက်မကြောက်ဘူးကြိုက်တဲ့အမောင်တို့ကိုလာပါစေရှိတဲ့အလင်းတစ်စက်ကလေးကနေတွန်းလံဖို့ဆန္ဒတွေရှိတယ်ဒါပေမဲ့အဲနိုင်ငံသားရောက်ကင်းရင်နေရကြီးလိုက်လို့ရှိလို့ရှိရင်လုံနေတဲ့ဒီအတိုင်းဝိုင်းသူတို့ကိုပြန်မပြောတဲ့ဒီအတိုင်းဝိုင်းကိုပဲအများအားဖြင့်အပြစ်ပြောနေတာတွေ့တယ် ကျွန်တော်ကင်ဂျင်နယ်မှာနေတာ၄နှစ်ရှိပြီပေါ့နော်အဲ၄နှစ်ကျော်ပြီပေါ့နော်၄နှစ်ကျော်တဲ့အတိုင်းဒါမှဟိုကင်ဂျင်နယ်မှာဆိုလဲတော့တော့ကျတောင်ကြားကနေစပြီးတော့မရောက်ဘူးတဲ့နေရာဆိုတာခက်ရှားရှားရဲ့ဖြစ်သွားပြီပေါ့နော်အဲ့တော့ကင်ဂျင်နယ်ရဲ့စိတ်ကင်ဂျင်နယ်နေလူတို့ရဲ့စိတ်နေစိတ်ထားချစ်တယ်အဲကင်ဂျင်နယ်နေလူတို့ရဲ့သဘောထားတွေကိုလည်းချစ်ဖို့ကောင်းတယ်နောက်တစ်ခုကကင်ဂျင်နယ်မှာရှိတဲ့တောတောင်ရေတွေလည်းအဲချစ်ဖို့ကောင်းတယ်ပေါ့ဗျာ အဲဒါမှမဟုတ်ကင်းပြင်းနေမှာတနာဖို့ကောင်းတာရှိဘာဖြစ်လို့ကင်းပြင်းနေရစစ်ဘေးစစ်တန်ရဲ့အစိတ်ကိုတော်တော်လေးကိုတင့်နေပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ကင်းပြင်းနေမှာလူငယ်တွေအများစုဟာအရွယ်ရောက်လာလို့ရှိရင်ထိုင်းကိုသွားပြီးတော့မှအလုပ်လုပ်ဖို့ပဲစဉ်းစားရတယ်ပေါ့နော်တချို့ကျတော့လည်းထိုင်းကိုသွားတယ်ရိုးရိုးသားသားအလုပ်လုပ်ခိုင်းစားကြတယ်တချို့ကျတော့လည်းအဲစစ်ရှောင်းတယ်ဒုက္ခတွေရှောက်လိုက်တယ်နိုင်ငံသားတွေရောက်သွားတယ်အဲ့တော့လူတွေကဘယ်လိုဖြစ်သွားလဲဆိုတော့အများစုပေါ့နော်စာမတဲ့ကြမ်းကြီးတွေဖြစ်သွားတယ် ကျွန်တော်လည်းပြောလို့စိတ်မဆိုးပါနဲ့ဒါကျွန်တော်အမြင်ပြောတာပေါ့နော်စာမတက်ကြမ်းကြေတွေဖြစ်သွားတယ်အဲ့တော့စာမတက်ကြမ်းကြေတွေဖြစ်ပြီးတော့ဘာလဲဆိုလို့ရှိလို့ရှိရင်အဲခင်းပြီးတဲ့မှာစစ်တန်ကြောက်တချို့ကကျတော့စစ်မဖြစ်ခြင်းပဲနဲ့အဲဆက်ကဆောင်းနဲ့ပူပေါင်းပြီးတော့မှလက်နဲ့ကိုင်းခြင်းတယ်တချို့ကကျတော့မဟုတ်ဘူးလွမြောက်ရေးကိုလှုပ်ခြင်းတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ဒီနိုင်ငံသားရောက်ကြည့်ရင်ဒီအများစုကဒီလူလူလွမြောက်ရေးကိုလှုပ်နေတဲ့လူနည်းစုကိုစောက်တုံးမကြကောင်းမလားဆိုပြီးတော့ပဲအများရန်အဖြစ်ပြောနေတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဘေးလူဆိုတော့ကျွန်တော်မြင်ရတာပေါ့နော် အဲ့တော့ကင်းပြင်းထဲမှာစစ်ဒဏ်ကြောင့်အမောင်တို့ကကြီးဆိုးတယ်အဖေတို့အမောင်တို့ကြီးဆိုးတာလေကြောက်ကြတယ်တို့ကကြောက်တရားတွေအရင်လွမ်းမိုးနေတယ်စစ်ကောင်စီကမျိုးမျိုးဖိနှိပ်ထားတဲ့အတွက်ကြောင့်မို့တချို့လက်နက်ကင်နေတော့စစ်ကောင်စီကိုမလန်ရဲဘူးကြောက်တတော်ကြောက်တားကြောက်တာစစ်ကောင်စီကဘလို့လုံးလိုက်မှာဘလို့လုံးလိုက်မှာအဲ့လိုပြောပြောပြီးတွေးတွေးပြီးတော့ကြောက်တာအဲ့တော့ပြောချင်တာကအဲ့ဒီအကြောက်တရားတွေနဲ့စစ်ကောင်စီနဲ့တချို့ကပူပေါင်းကြတယ်တချို့အကြောက်တော့မဟုတ်ဘူးတချို့လူငယ်တွေကဘုရားဘောတို့လူငယ်တွေကလက်ဆောင်ထက်မကြောက်ဘူး ကြိုက်တဲ့အမောင်တို့ကိုလာပါစေရှိတဲ့အလင်းတစ်စက်ကလေးကနေတွန်းလံဖို့ဆန္ဒတွေရှိတယ်ဒါပေမဲ့နိုင်ငံသားရောက်ကင်းရင်နေရကြီးလိုက်လို့လို့ရှိလို့ရှင်လုံနေတဲ့ဒီအတိုင်းဝိုင်းသူတို့ကိုပြန်မပြောတဲ့ဒီအတိုင်းဝိုင်းကိုပဲအမြဲတမ်းအပြစ်ပြောနေတာတွေ့တယ်အဲ့တော့သူတို့ဘာကြောက်အဲ့လိုမျိုးအတွေးခေါ်ဖြစ်ရတာလဲဆိုကျွန်တော်လည်းကြည့်ကြည့်လိုက်တော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုဘယ်လိုပြောရမလဲသူတို့ပညာတတ်ဖြစ်လို့ဟိုနိုင်ငံသားကိုပညာတော်သင်သွားတဲ့သူတွေမဟုတ်ဘူးဗျာဒါကျွန်တော်နေနာမဟုတ်ဘူးကျွန်တော်စစ်ဆောင်ဘဝကနေပြီးတော့မှ ဟိုနိုင်ငံတကာကိုရောက်ပြီးတော့မှတိဟိုတိတဝက်မတိတဝက်နဲ့စာမတက်ကြမ်းကြေတွေဖြစ်သွားတဲ့အတွက်ကြောင့်ပေါ့အလင်းတစ်စက်ကနေလာမင်းကဲသို့နေမင်းကဲသို့ထိုးလင်းလာအောင်ဝိုင်းဝန်းပန့်ဖို့ကူညီတာမျိုးဖော်ဆောင်တာမျိုးဖြည့်ဆည်းတာမျိုးဒါမျိုးမလုပ်ဖဲနဲ့ဟိုဒီအမောင်သူ့ကိုတွန်းလှန်နေတဲ့အလင်းတစ်စက်ကိုပဲအမောင်ဖုံးအောင်ဝိုင်းဖုံးကြအပြည့်တွင်းမှာရှိတဲ့သူကလည်းအကြောက်တရားအဖြစ်ဝိုင်းဖုံးတယ်ပြည်ပမှာရှိတဲ့သူတွေကလည်းဟိုမိထက်ငါတော်တယ်မိထက်ငါပိုတိတယ်ငါကမိထက်ပိုဆရာကြားတယ်ဆိုတော့ ဟိုစိတ်နဲ့ဝိုင်းဖုံးတယ်အဲ့တော့ပြောချင်တာကကင်းနေတော်တော်များများဗျာကင်းလူဒီနိုင်ငံသားရောက်ကင်းနေများများတအားဆယ်လီယူတယ်ဗျာဒါဒါပုပွင့်လင်းလင်းပြောဆယ်လီတအားယူတယ်အဲ့တော့ဆယ်လီဖြစ်ရဘာဆယ်လီဖြစ်ဖို့အတွက်ဘာလုပ်ရမလဲအကုန်လုပ်တယ်အဲ့တော့နောက်ဆုံးကိုယ့်ရဲ့အလင်းတစ်စက်လေးကိုအမောင်ဖုံးပြီးတော့မှသူ့ထက်ငါတာတယ်ဆိုတဲ့ပုံစံမျိုးပြောပြီးတော့အမောင်ဖုံးရမယ်ဆိုရင်လည်းသူတို့ဝင်မလဲဘူးဒါပေမဲ့သူတို့စေတနာမကောင်းလို့လားဆိုတော့မဟုတ်ဘူးသူတို့မတွေးတော့နိုင်အဲ့အတွက်မြင်ရတဲ့အတွက်လည်းအများဆိုတာတနာတယ်အဲ့တော့ပြောပြချင်တာက ကျွန်တော်တို့ကကင်းဒီနယ်မှာကျဲလေးတလုံးအလင်းပဲရှိအဲ့တော့ခမရတို့လိုချင်တာလာမင်းအစ်စ်နေမင်းအစ်စ်အလင်းအောင်လိုချင်တာအဲ့တော့အဲ့ဒီအလင်းတစ်ဆက်ကနေအလင်းဆက်ပေါင်းများများဆိုတာစုစည်းပြီးတော့မှနေမင်းအစ်စ်လာမင်းအစ်စ်ထွန်းလင်းလာအောင်လို့ခမရတို့အတွေးခေါ် idea ရင်းနှီးမြှုပ်နှံမှုငွေကြေးအားလုံးပုံအောမှဒီအလင်းတစ်ဆက်တွေစုပြီးတဲ့အခါမှာနေမင်းလာမင်းကဲတို့ထွန်းလင်းမှာပေါ့အဲ့ဒီလိုထွန်းလင်းနိုင်ဖို့အတွက် ဲ့ဒီအလင်းတစ်စက်တွေစူစီးနေတဲ့လူငယ်တွေရှိတယ်အဲဒါတွေကိုပူပေါင်းပါပါဝင်ပါအကြံပေးပါလို့အားပေးပါအားပေးအားမြောက်လို့ပါတော့ကျွန်တော်ဒီပြင်ပြင်းနေနေလူထုနဲ့နိုင်ငံခြားရောက်ကရင်တွေကိုလို့ဆိုချင်ပါတယ်ဗောနော်ဒါကျွန်တော်ရဲ့စေတနာမိုးရင်လဲရတယ်မိုးရင်လဲရတယ်ပြင်ပြင်းနေတဲ့ကိုပြန်လာပြီးကျွန်တော်ဆော့ခွက်လာရိုက်လို့ရတယ်ဘယ်လိုပြန်လာဖို့ပဲလို့တယ်ဒါ